တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဗာဆိုင်နဲ့ရုံးရီလွင်မိုးတို့မြီးပိုးနှစ်ယောက်ကတောင်ကြီးမှာ MV ရိုက်နေတဲ့ဗီဒီယိုလေးကိုကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်နေတူတူကြည့်ရှုလိုက်ကြရအောင် ဲပါကျွန်တော်လည်းပထမတော့ဒီဗီဒီယိုကိုဆက်ဆက်မြင်မြင်ချင်းတော့ဆိုရင်ဘေးနားကဒါဗာဆိုင်ဘေးနားကကောင်မလေးကဘသူလဲပေါ့နော်သူ့ရဲ့ဇာလာဘာလာပေါ့အဲဒါကျွန်တော်ပထမတော့အဲ့လိုမျိုးထင်ခဲ့ပြီးတယ်ဒါပေမဲ့သေသေးချာချာချိလိုက်တဲ့အချိန်မှာဒါရိုးရီလိုမျိုးဖြစ်နေတယ်ပြီးတော့ကဘေးနားမှာဒါကင်မရာမန်တို့လည်းဒါကျွန်တော်ကျွန်တော်သွားတွေ့တယ်လူလူအုပ်နဲ့ဒါပွဲနေပထမဒါကျွန်တော်ကမမြင်ရဘူးအဲလူဖယ်သွားတော့မှဒါကင်မရာမန်ကိုသွားတွေ့တယ်အဲ့တော့မှဒါ MV ရိုက်နေတာပဲဖြစ်မဲ့ဒါကြော်ညာလာပေါ့နော်နောက်ကြတော့မှဒါ MV ရိုက်နေတာလို့ဒါသိရှိရပါတယ် အားလုံးမမြင်တွေ့ရတဲ့အတိုင်းမိဖို့ယောက်ကဒီ MV ကိုဒါချစ်ချစ်ခင်ခင်ချင်းချင်းနာနာနဲ့ရိုက်ကူးနေကြတာပဲဖြစ်ပါတယ်။ကဲဟုတ်ကဲ့ပါ။အခုလိုမျိုး MV ရိုက်ကူးနေတဲ့ဒါရိုးရီလွန်မိုးနဲ့ဘာဆိုင်တို့ကိုဘယ်လိုများမြင်ကြသလဲဆိုတာကိုဒါ comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။အားလုံးမနှုတ်ဆက်ပါတယ်။အားလုံးမတရားချမ်းမိတော့နေ့လေးတနေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ။ Thank you.